ပကံခေတုံးကလူသေးပြီဆိုရင်တော့ဘယ်မှာမြုပ်ကြသလဲသို့မဟုတ်ပကံသင်းချိုင်းရှာပုံတော့မြမသမိုင်းရဲ့ယရနာပုံဖြစ်တဲ့ပကံမြူဟောင်းချောင်းကိုပြောတဲ့အခါမှာအငြင်းတန်းဗဟေလိဖြစ်နေတဲ့မိကုံတစ်ခုရှိလို့နေပါတယ်အလားကတော့ပကံခေကလူတွေကိုဘယ်မှာမြုပ်နိုင်ခဲ့တာလဲဘာကြောင့်သင်းချိုင်းမရှိရသလဲဒါလို့ဆိုရဲချက်ပါပဲ ဒါကြောင့်ဒီကနေ့ရွှေဘို channel video မှာဆိုရင်တော့လူသေးရာနဲ့ပတ်သက်ပြီးပကံသားတွေဘလို့သဘောထားကြလဲဘလို့ဂိုင်းတွေဖြည့်ရှင်းခဲ့ကြသလဲဆိုတာတွေကိုလက်လန်းမိတလောက်ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တကယ်တမ်းပကံခဲလူတွေဟာလူသေးပြီဆိုရင်တော့ရုပ်ခန္ဓာကိုတန်မိုးမရှိတော့ဘူးလို့ယူဆပြီးတော့မီးရှို့ပြလေရှိကြပါတယ်။အယိုးပြာရီတို့အထုံးမြတ်ထားတဲ့နေရာမှာမြုံနှံပြီးကောင်းမှုကုသိုလ်နဲ့အမျှဝေခဲ့ကြတာပါ။ ပကံရှိအောင်သူတေသနာပြတိုင်းမှာပြသထားတဲ့ကြောက်စာချက်82ချက်ကိုလေးလာကြည့်မယ်ဆိုရင်တော့တကြွေနံမေရီကျွန်နံမေရီလေမြေကျွန်ရွှေငွေကျွေနွားတရိတ်ဆန်တွေရဲ့အလူမှတ်တမ်းတွေကပကံလူအဖွဲ့စည်းရဲ့အလူတွေကိုဘလောက်တောင်တန်မိုးထားခဲ့သလဲဆိုတာပြသနေတာဖြစ်ပါတယ်ဒီလိုနဲ့ပကံမြို့အောင်မှာရှိတဲ့ဖျားရိတ်ကိုပြန်လဲထိန်းသိမ်းတဲ့အခါမှာသမိုင်းပညာရှင်တွေပို့ပြီးတော့အားအသင့်သွားကြရတာပါ။မိငိန်ကောင်ဖျားနဲ့ မြင်းပြကိုဖျားကြတဲ့ကဖျားတဆူကို ထိမ့်သိမ်းရမှာမြေတိုက်ခန်းတွင်အယိုးနဲ့အိုးခွဲတွေကိုတွေ့ရှိခဲ့ရပါတယ်။အဲဒီနေရာဆိုရင်တော့လူတယောက်ထဲတွင်မြုံနံနိုင်ုံပဲကျေဝင်တာပါ။ကြောက်စာတစ်ချက်ထဲမှာလင်းဖြစ်သူတည်ဆုံလို့တင်းဆိုင်နေရာမှာဖျားတဲလူတဲလို့ပါရှိတာကြောင့်ရှာမတွေ့သေးတဲ့ပကံခက်ကတင်းဆိုင်ကုန်တွေရသက်ဆိုင်ရာအလူရှင်တွေတဲခဲ့တဲ့ဖျားတွေရဲ့ပနတ်အောက်ခြေမှာများဒါရီမှာများရှိနေမလားဆိုပြီးတော့တွေးစရာတွေဖြစ်လာခဲ့ပါတော့တယ်။ စီရင်ရဲ့တဆူမှာဆွေနော်ဖျားဆင်းနူတော်ထားဖို့အတွက်ပလင်ကုံမပါဘဲနဲ့လှေကတဲ့ပုံစံနဲ့မြေတိုင်ခန်းတစ်ခုတစ်ဖွဲပြုလုပ်ထားတာတွေကိုတွေ့ရပါတယ်။ဒါအပြင်အရှိဖွားသောရွာသွားရလန်းအနီးကပြတ်တဲ့ငယ်မှာလေအဆောင်ရဲ့ထိတ်ဆုံးတိုက်မှတွင်ကအခန်းငယ်ချိုင်းငယ်အောင်မှာလျှို့ဝှက်မြောက်ခန်းငယ်တစ်ခုကိုတွေ့ခဲ့ရတာပါ ဒေထောင်ထားတွေကပြုခဲကလူသေးကိုမီးရှို့ပြီးတော့အယိုးပြတွေကိုအယိုးအိုးတဲ့ထဲကဘာသာရေးအဆောင်ရဲ့ဖို့မြေတွေမှာမြုံနယ်နေတဲ့ဓလေ့တွေရှိခဲ့ရတာကနေပကန်းခဲမှာဇေဒီပထိုးတွေအတွင်းမှာပြုတ်ခွာခန်းတွေပြုတ်လုံပြီးတော့တကြုံမြုံနယ်ခဲ့ကြသလားလို့တွေးတောစရာ ဖြစ်လို့နေပါတယ်ဒေချတရပကံဖျားပထိုးတွေဟာတာသနေကအဆောက်အုံဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲနန်းတွင်သားတွေဓမ္မမုံရင်အေးပါတဲ့သူတွေရဲ့တင်ဆိုင်ကိုဖြစ်ပါအတုံးပြုတ်ခဲ့သလားဆိုရဲတမိုင်းလေးဝက်ချက်တစ်ခုဖြစ်နေတွေးဆစရာဖြစ်လာခဲ့တာပါ တကယ်တော့ပကန်းခဲမှာဘယင်မင်းမြတ်တွေရဲ့အုပ်ချုပ်မှုအောက်မှာဗုဒ္ဓဘာသာဟာနိုင်ငံတော်ရဲ့အထက်အအသက်သွေးကြောဖြစ်ခဲ့ပါတယ်။ဘယင်တွေဟာဘာသာရေးနဲ့နိုင်ငံရေးကိုခွဲခြားမှထားပဲနဲ့အလူဒါနာပြုခြင်းတွေကိုတိုင်းပြည်ရဲ့ဂုံတက်တည်ဖြစ်နေမှတ်ယူခဲ့တာပါ။ဒါကြောင့်ပကန်းပြည့်ရှင်မင်းတွေလက်ထက်မှာဖယက်ကျွန်းလေမြေလူတန်းမှုတွေရာဆိုရင်တော့ပိုင်ဆိုင်မှုတွေနဲ့လူမှုအစဉ်အတန်းတွေကိုတိုင်းတာတဲ့စံနှုန်းတစ်ခုလိုဖြစ်ခဲ့ပါတော့တယ်။ အလိုတန်းပြုလုပ်ခြင်းအပြင်အာနာရှိတဲ့သူတွေရသူတို့ရဲ့ဖုံးတကူတွေနဲ့သာသနာတွေကိုချီးမြှောက်တဲ့စိတ်တွေကိုပြသခဲ့ကြတာပါဒါကြောင့်ပကံမှာတင်းကြရဲလို့မရှိဘဲနဲ့လူသေးပြီဆိုရင်တော့လူသေးပေါ်ဖျားတဲ့တဲ့အထိပြည့်ရှင်မင်းနဲ့တကွာပကံသားတွေဟာနန်းတော်ရဲ့ဘာသာရေးအဆောင်တွေကိုအင်မတန်တန်မိုးထားခဲ့ကြပါရည်။ဒါပေမဲ့လည်းဒါကယူဆချက်တစ်ခုသာဖြစ်တဲ့အတွက်ပကံပြည့်ရှင်မင်းတွေရဲ့နန်းတော်အုပ်ခုအောက်မှာတော့မှလျှို့ဝှက်မြုံနှံထားတဲ့နေရာတွေရှိနိုင်မလားဆိုတာသူတေတီတွေကဆက်လက်စူးစမ်းနေသေးပဲဖြစ်ပါရည်။ ပရိသတ်ကြီးတို့ရဲ့ဒီနေ့အတွက်ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါတော့အသေးသေးသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ် like and share subscribe နဲ့ပြီးတော့ Shibo channel ကိုအားပေးသွားပါရှင့်နောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြပါပါရှင့်